အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါအခြေအနေတွေပေါ်မှာမူတည်ပြီးတော့နော်တန်းကြီးခံကြပါစိတ်ရှိကြပါပြောရင်းနဲ့ကျွန်တော်ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါစိတ်ရှိကြပါအခြေအနေကိုနားလည်ကြပါဒီတော်လန်ရဲ့ကြီးမှာဆရာနာရှင်စနစ်ကိုကျွန်တော်တို့အမြင့်ပြတ်အောင်တိုက်ရမယ်ဆိုတဲ့ဟာကို သေးသေးချာချာတီးကြပါလို့ပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာကျွန်တော်ခေါင်းစဉ်ပေးထားတယ်ဝါကိုတူလို့တအန်းခုံဆိုပြီးတော့ဝါကိုတူလို့တအန်းခုံဖားတူလို့ခယုခုံအိုင်ပြည့်ယုံတာရှိပါရှိပေမပေါ့ဆိုတဲ့ဗမာစကားပုံလိုမျိုးပေါ့ဝါကိုတူလို့တအန်းခုံဆိုပြီးတော့ကျွန်တော်ပြောတာကျွန်တော်တအန်းနေတီအန်နယ်လေးရဲဘော်တွေ နော်အကုန်လုံးကိုကျွန်တော်စော်ကားခြင်းလို့ပြောတာမဟုတ်ဘူးအခြေအနေကိုတည်တည်ချာချာသိအောင်ပြောတာပါကျွန်တော်တို့အခုညီနောင်သုံးဘွဲပေါ့ညီနောင်သုံးဘွဲကဝါလို့အရန်လိုချင်တယ်ကွန်ဖက်ဒရိတ်ပေါ့ AA ဆိုလဲကွန်ဖက်ဒရိတ် MNDA ဆိုလဲကွန်ဖက်ဒရိတ်တအန်းပလောင်နေလဲကွန်ဖက်ဒရိတ်လိုချင်မှာပဲသူတို့လိုချင်တာတွေအကုန်လုံးကိုလည်းကျွန်တော်နားလေတယ်သူတို့တွေအခုလိုမျိုး အင်အားတွေကြီးမားလာအောင်နော်သူတို့လုံနေတယ်ဆိုတဲ့ဟာကိုလည်းတကယ်ကျေးဇူးတင်တယ်တကယ်ချီးလက်ချီးကျူးတယ်လွန်ခဲ့တဲ့1988ကနေပြီးတော့နော်2000မပြည့်ခင်ကြားထဲမှာအခုဝါခေါင်းအိုးတအန်းပလောင်ခေါင်းဆောင်နေမိုင်အိုင်ဖုန်းတို့ဆိုလို့ရှိရင်ဒါချင်းမိုင်မှာလာပြီးတော့ဆီယာမပေပါတို့ဦးအေးဆောင်တို့ဒီလိုရှိမှာလာပြီးတော့သူတို့ချင်းမိုင်မှာရုံးကန်နေကြတာကျွန်တော်လူပုဂ္ဂိုလ်အရာလဲကျွန်တော် မြင်ဘူးတဲ့ကြားဘူးတဲ့တွေ့ဘူးတဲ့ခင်လဲခင်ငယ်ဘူးပါတယ်ချင်းမိုက်မှာနေခဲ့ကြတဲ့အချိန်နေတော့ကဒါကကျွန်တော်ကြိုပြီးတော့ဒါ intro လောက်တာပါအဲ့တော့အခုကျွန်တော်ပြောပါမယ်ဝတူလို့ခယုခုံဝတူလို့တအန်းခုံအကုန်လုံးပျက်စီးမဲ့ခိရောက်လိမ့်မယ်ဘာဖြစ်လို့ဒီစကားပြောတာလဲဆိုတော့တိအချက်ဝရင်းနဲ့တအန်းပလောင်နေနဲ့အခြေနေချင်းမတူဘူး 1988เนาะဒီဆရာနာရှင်စနစ်ကို တော်လန်တဲ့အချိန်မှာအချိန်အနည်းမှာဝါဒေသမာကကွန်မြူနတီအုပ်ချုပ်နေတာဝါဒေကိုကွန်မြူနတီကအုပ်ချုပ်နေတာဒေသခံတွေကဝါဒေကွန်မြူနတီကပညာတတ်တယ်တော်လန်ရေးလုပ်တယ်ဆိုပြီးတော့ဝါဒေသမာလာနေတာအခုတအန်းပလောင်နေနဲ့ဒီကချင်တို့ ရှမ်းတို့နဲ့ဖြစ်တဲ့အခါကျတော့မတူတော့ဘူးရှမ်းနေကလည်းဒေသခံတွေကချင်တွေကလည်းဒေသခံတွေပွင့်ပွင့်လင်းလင်းပြောရင်တအန်းပလောင်နေဆိုတာအခုနေတဲ့နေရာမှာတစ်ချိန်လုံးကရှမ်းနေလက်အောက်မှာနေရတယ်ကချင်နေလက်အောက်မှာနေရတယ်မတူတဲ့အချိန်နဲ့နှစ်ခုကိုတွက်ပြတာနော်ဝါတွေကဒေသခံတွေ community ရဝတွေကိုလာပြီးတော့အုပ်ချုပ်နေတာခင်ဗျားတို့ပြောနေတဲ့ဦးသန်းစိုးနိုင်တို့ဦးဝေးမောင်ကျော်တို့ဒေါ်လာကျော်စောတို့ဟိုဗိုလ်ချုပ်ကျော်စောတို့သခင်ပါသိန်းနေတို့ဆိုတာမြေပြန့်ကနေလာပြီးတော့ဝတ်ဒေသမှာအခြေကျတာခင်ဗျားတို့အခုတန်းပလောင်ဒေသမှာရှိနေတဲ့လူတွေဆိုတာအဲ့အချိန်တုန်းကပုံမလင်းလင်းပြောရင်ခင်ဗျားတို့အခုရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်တို့ဘာလို့ပြောနေတယ်ဆိုလို့ရှိလို့ရှိရင်ကချင်တွေကတစ်ချိန်လုံးအုပ်ချုပ်ထားတာဦးမထူနော်တို့နော်ဟို ဒီအတီဥတီခွန်မြတ်တို့ဒီလိုလူတွေကအုပ်ချုပ်ထားတာနောက်ရှမ်းမှာဆိုလို့ရှိရင်လည်းရှမ်းမြောက်ပိုင်းကလူတွေကအုပ်ချုပ်ထားတာဒီတော့တန်းပလောင်နေအနေနဲ့ကအခြေအနေတွေကိုတည်တည်ချာချာသိဖို့လိုတယ်ဝါတွေလောက်တိုင်းငါတို့လိုက်လို့လို့မရဘူးဝါတွေကမြေပြန်းကကွန်မြူနီခေါင်းဆောင်တွေကိုသူမောင်းထုတ်လိုက်တယ်ဆိုလို့ရှိရင်ကွန်မြူနီခေါင်းဆောင်တွေကဒေါ်လာကျော်စိုးတို့ဆိုတရုတ်ပြည်တဲကိုသွားတယ်နော်ဦးဝေမောင်ကျော်တို့ဦးတန်းစိုးနိုင်တို့ဟို လူတွေဆိုလို့ရှိရင်မြေပြန့်ကိုပြန်လာတယ်အထီးခါကြလို့ရှိရင်ဝရဒေသမှာဝရတွေကြီးပဲရှိတာတအန်းပလောင်နေအနေနဲ့ကြတော့အဲ့ဒီဒေသခံကချင်တွေကိုဘယ်လိုမောင်းထုတ်မလဲဒေသခံရှမ်းတွေကိုဘယ်လိုမောင်းထုတ်မလဲဒီတော့တဟန်းပလောင်နေအနေနဲ့ကတေးသေးချာချာစဉ်းစားဖို့လိုတယ်နော်ငါဘာလုပ်နေသလဲဆိုတဲ့ဟာဝါကိုလိုက်ပြီးတော့မတူနဲ့ဝါကွန်ဖက်ဒရိတ်တောင်းနိုင် ငါတို့ဝါကွန်ဖက်ဒရေးယူတိုင်းငါတို့ကကွန်ဖက်ဒရေးယူလို့ရမလားဆိုတဲ့အနေအထားကိုကိုဖါသာကိုစဉ်းစားကြည့်နော်ခမားတို့တအန်းပလောင်နေတစ်ချိန်လုံးနေရတာခမားတို့ကတော့ပြောမှာပေါ့ဗျာငါတို့ကိုကချင်နေရနှိမ့်နေငါတို့ကိုရှမ်းနေရနှိမ့်နေခမားတို့ရဲ့ခံစားချက် တွေအကုန်လုံးကိုလည်းကျွန်တော်နားလည်ပြီးတယ်ခမားတို့အဲ့လိုမခံရင်စိတ်တွေနဲ့ခမားတို့စူးစားတဲ့အတွက်အခုလိုတအန်းပလောင်ဆိုတဲ့တက်ကြီးတွေကြီးလာတယ်အင်အားတွေများလာတယ်ဒါပေမဲ့ အခြေခံအခြေအနေတွေက မတူဘူးနော်အခြေခံအခြေအနေတွေက မတူဘူးခမားတို့တန်းပလောင်နေ MNDAA တွေနော် AA တို့ဟာအစခမားတို့မှာတယံဇာတတွေကိုထိမ့်ချုပ်နိုင်တဲ့အင်အားတစ်ချိန်လုံးရှိခဲ့တာမဟုတ်ဘူးခမားတို့အင်အားကောင်းအောင်ဘာတွေလုပ်ခဲ့သလဲဘလို့ရက်တည်ခဲ့သလဲခမားတို့ဟာခမားတို့သိတယ်ကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေသိတယ် ဒီခါမှာဟာဒီလူကတော့ဒီဟာမကောင်းတာလုပ်ပြီးပတ်စံရှာတယ်ဟဲ့ဒီဟာကတော့ဒီလိုလုပ်ပြီးပတ်စံရှာတယ်ဟဲ့ဒါကျွန်တော်အရိယာတွေကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးခမားတို့လူမျိုးတွေမြင့်မြတ်ဖို့အတွက်ခမားတို့လူမျိုးတွေတိုးတက်ဖို့အတွက်ခမားတို့လုပ်နေတာမှန်တယ်သို့တော့အခြေအနေတွေမတူတဲ့ကိစ္စဝါတွေကွန်ဖက်ဒရိတ်တောင်းတိုင်းငါတို့တောင်းလို့ရမလားရခိုင်တွေကွန်ဖက်ဒရိတ်တောင်းတိုင်းငါတို့တောင်းလို့ရမလားကိုးကန့်တွေရချင်နိုင်ရတဲ့အခွင့်အရေးတိုင်းငါတို့ရနိုင်မလား ်ငါတို့မရရင်ငါတို့ကတနက်ကင်ပြီးချမယ်ငါတို့အင်အားကြီးငါတို့လှုပ်လို့ရတယ်ဆိုပြီးတော့ခမရတို့ထင်ကျင်တိုင်းထင်လို့မရဘူးဘာဖြစ်လို့လဲအဲ့ဒီဒေတာမှကချင်းတွေကဒေတာကန်နေရှမ်းတွေကဒေတာကန်နေခမရတို့လည်းဒေတာကန်နေဒီလိုအခြေအနေမျိုးကိုတည်တည်ချာချာတွက်ဖို့လိုတယ်နော်ခေါင်းဆောင်တွေရောအောက်ခြေမှာရှိနေတဲ့ရဲဘော်တွေရောဟို ကျွန်တော်ကချင်ခေါင်းဆောင်တွေပြောသလို sub state တို့ bar state တို့ကျွန်တော်သမိုင်းတွေပထဝီတွေအခြေခံတွေကိုလှန်ပြီးပြောတာမဟုတ်ဘူးအခြေအနေမတူတဲ့ကိစ္စကိုပြောတာအခြေအနေမတူညီတဲ့ကိစ္စကိုပြောတာအခုတကယ်တကယ်တမ်းဖြစ်တဲ့ပြဿနာတွေကိုသေသေးချာချာတွက်ကြည့်မယ်ဆိုလို့ရှိရင်နတ်ဖတ်နတ်ဖတ်ခါနတ်ဖတ်ခါအနေပြီးတော့အခြေခံတွေပြောရမှာပေါ့ နဖက်ကားဘလို့အခြေခံလဲဆိုတော့ဒီရှမ်းပြည်မြောက်ပိုင်းမှာအကုန်လုံးသွားရေးလာရေးနော်ဂိတ်တွေပါတွေအကုန်လုံးဖြစ်နေတဲ့ကိစ္စသည်နဖက်ကားအဲ့နဖက်ကားကိုဘသူကကင်ထားလဲဆိုတော့ KIA ကကင်ထားတယ် KIA ကကင်ထားတဲ့အခါမှာဒီကုန်တယ်ရောင်းဝယ်ရေးတွေပါတွေကအစပေါ့ဗျာတကယ်တကယ်တမ်းကျတော့ကားတန်းတွေသွားနေတဲ့ကိစ္စသိပ်ပြဿနာမရှိပါဘူးတကယ်အထူးကဝင်ငွေရတဲ့ကိစ္စတွေအကုန်လုံးမှာ KIA ချုပ်ထားတယ်လို့ဖြစ် ဒါ KI ကိုလည်းကျွန်တော်အပြင်ပြောဦး KI မှာလည်းသူ့ပြဿနာနဲ့သူရှိတယ်ဗျ။အဲ့ဒါပါလဲဆိုတော့ KI ကြတော့သူတမျိုးသားလုံးအရေးနဲ့ဆိုင်တယ်။ဟာငါတို့ကငါတို့မွေးဆေးဝါးရောင်းကျင်တိုင်းရောင်းမယ်။ငါတို့ကငါတို့မွေးဆေးဝါးတဲကျင်တိုင်းတဲမယ်။ငါတို့ကငါတို့တရုတ်ပြည်ကနေပြီးတော့ acid တွေ phantano တွေပါတွေပေါ့အကုန်ယူကျင်တိုင်းယူမယ်ဆိုပေမဲ့ KI ကသူခံထားရတာရှိတယ်။ပတ်ကြည်ဆန်ဆိုတဲ့အဖွဲ့ KI မှာရှိတဲ့အခုကချင်တွေအကုန်လုံးပတ်ကြည်ဆန်ဆိုတာသိတယ်။ကချင်အိမ်တိုင်းမှာအကုန်ဘိန်းစားတွေရှိကုန်တယ် မင်းတို့ကမင်းတို့ရောင်းချင်တိုင်းရောင်းမယ်လှုပ်ချင်တိုင်းလှုပ်မယ်ငါတို့ကငါတို့ရံမုံငွေရှာမယ်ရှာချင်တိုင်းရှာမယ်ဆိုတိုင်း KIA ကခွင့်ပြုလို့မရဘူး KIA ကတမျိုးသားလုံးသူကချင်းတမျိုးသားလုံးမှာကတော့ပါရဲ့အကုန်ဘိန်းစားဖြစ်သွားတဲ့ဟာကို KIA ကစစ်တပ်ခက်မှာတည်တည်ချာချာခံထားရတာဒါမျိုးတွေရှိတယ်အဲ့တော့ TNL အခုတိုးတက်ကြီးပွားပြီးတော့အင်အားတွေကြီးလာတယ်ပြုတ်လာတယ်ဆိုတဲ့ဟာကိုကျွန်တော်နားလဲတယ်ဒါပေမဲ့ဝါကိုသွားတုလို့မရဘူးဝါတွေက ဗမာပြည်ကွန်မြူနစ်ပါတီကိုသူမောင်းထုတ်လိုက်တယ်မင်းတို့ဗမာပြည်ကွန်မြူနစ်ပါတီကအုပ်ချုပ်နေတဲ့လူတွေရဲဘော်တွေအားစပေါ့မင်းတို့ကမင်းတို့သွားချင်တဲ့နေရာသွားလှုပ်ချင်တဲ့နေရာလှုပ်ဒါတော်မှနော်ကျွန်တော်ပြောပြမယ်ဝါတွေဟာဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကန်နေဝါတွေကဗမာပြည်ကွန်မြူနစ်ပါတီကို မောင်းထုတ်တော်မှကိုထိလက်ရောက်စော်ကားတာတွေမရှိဘူးနော်ရိုက်တာနှက်တာတွေမရှိဘူးနော်ဒုက္ခပေးတာတွေမရှိဘူးနော် တီအန်အန်လေးအနေနဲ့ကတိတ်တိတ်ချာချာစဉ်းစားဖို့လိုတယ်နော်ခင်ဗျားတို့ကခင်ဗျားတို့ MNDA နဲ့မဟာမိတ်ပြောပြော AA နဲ့မဟာမိတ်ပြောပြောတစ်ချိန်ကြလို့ရှိလို့ရှိရင်သူလန်းသူသွားမှာနော်တစ်ချိန်ကြလို့ရှိရင်သူလန်းသူသွားမှာနော်ဒီတော့ကျွန်တော်ကတီအန်အန်လေးကိုပြောချင်တာခင်ဗျားတို့အနေနဲ့ခင်ဗျားတို့ဒေတာခင်ဗျားတို့လိုချင်တယ်ဆိုတော့မှငါတို့အခြေအနေဟာဝမ်းနဲ့မတူဘူးကိုကန့်နေ သူတို့ကသူတို့အုတ်ချုပ်ရဲ့ဘလောက်ကောင်းတယ်ပြောပြောမပြောပြောဒီလာရှိုးမှာသူတို့ကိုမကြိုက်တဲ့ပြည်သူတွေရှိလာတယ်အနေနဲ့အများဆုံးဆိုလို့သူတို့ကိုမကြိုက်တဲ့ပြည်သူတွေရှိတယ်ဒါပေမဲ့ MNDAA ဟာဒီဘယ်လိုပြောမလဲဆိုတော့ရိုက်တာနှက်တာအနိုင်ကျင့်တာပြည်သူတွေကြောက်အောင်လန့်အောင်မဟာမိတ်တွေကိစ္စမှာ MNDAA ကမဟုတ်တာလောက်တော့မှလူသိအောင်မလုပ် MNDAA က PDF တွေကိုမောင်းထုတ်ဝင်မောင်းထုတ်လိုက်မယ်။ဒါပေမဲ့အဲ့လိုမျိုးရိုက်တာနှက်တာအခါမျိုးတွေလောက်တာမဟုတ်ဘူး။အဲ့တော့ TNL ရဲ့ခေါင်းဆောင်တွေတည်တည်ချာချာစဉ်းစားဖို့လိုတယ်။ငါတို့ခေါင်းဆောင်တွေရဲ့ policy တော့မဟုတ်ဘူး။အောက်ခြေအားဖြစ်တာပါအောက်ခြေအားဖြစ်တာပါ။ဒီလိုမျိုးတစ်ချိန်လုံးပြောနေလို့မရဘူး။ခမရတို့အခြေအနေကိုကျွန်တော်နားလဲတယ်။ခမရတို့မှာမခံကျင်စိတ်တွေရှိတယ်။စီလူမှုခရီးရဲ့တတိယရတယ်။ခမရတို့မှာမခံကျင်စိတ်တွေရှိတယ်။ ခမရိုးကိုတစ်ချိန်လုံးပေါ့ကချင်ကနှိမ်နေဟာရှမ်းနေရနှိမ်နေဟိုလူမျိုးကနှိမ်နေဒီလူမျိုးကနှိမ်နေဆိုပြီးတော့ခမရိုးမှာဘလို့ပြောမဆိုမကျေနပ်ချက်တွေရှိတယ်နားလေတယ်ဒါပေမဲ့ခမရိုးမကျေနပ်တိုင်းလှုပ်ချင်တိုင်းရှောက်လုံးလို့မရဘူးမကျေနပ်တိုင်းစခန်းနေဝင်သိမ့်ကျင်တိုင်းဝင်သိမ့်လို့မရဘူးမကျေနပ်တိုင်းမဟာမိတ်တွေကိုဖမ်းကျင်တိုင်းဖမ်းလို့မရဘူးဒီတော့ကျွန်တော်ပြောချင်တာဝါကိုတူပြီးတော့တအန်းနေမခုံနဲ့ ဝါကိုတူပြီးတန်းနေမခုံနဲ့ဝါရီကွန်မြူနတီကိုနှင်ထုတ်တဲ့အချိန်မှာသူ့နေရာသူ့ဒေသကိုသူကသူရှိပြီးသားဝါရီအင်အားကောင်းအောင်အရန်လှုပ်လာပြီးတော့မှနော်သူသိမ်းနေပြုတ်တယ်ဆိုတော့မှမဟာမိတ်တွေနဲ့အပေးယူတွေလှုပ်ပြီးမှဝါရီသိမ်းတာဒါတော့မှသူ့မှာစီကန်းရှိတယ်အရှိချမ်းအနောက်ချမ်းဆိုပြီးတော့ဝါရီကစီးနဲ့ကန်းနဲ့လှုပ်နေတာအခုတန်းပလောင်တွေလှုပ်နေတဲ့ပုံစံဟိုးဘယ်လိုပြောမလဲ ဟိုကြက်ဟိုကျမကြီးရကျဖကြီးကိုနိုင်ကျဖကြီးရကျမကြီးရကျက်ကလေးကိုနိုင်ဆိုတဲ့ပုံစံမျိုးပေါ့ခမရတို့အင်အားကောင်းနေဆိုတာဘလောက်ကောင်းပါလဲတင့်ချက်ခမရတို့အခုပိုင်ထားတဲ့နေရာတွေဒေသတွေဥပမာခမရတို့အခုမိုးကုတ်ကိုထိမ့်ချုပ်ထားတယ်မိုးကုတ်မှာရှိတဲ့ပြည်သူလူထုခမရတို့နဲ့အဆင်ပြေနေဖို့အရေးကြီးတယ်မိုးကုတ်မှာခမရတို့တအားပလောက်တမျိုးတည်းနေတာမဟုတ်ဘူးကုတ်ခိုင်ခမရတို့ထိမ့်ထားတယ်ပြောတယ် ခင်ဗျားတို့ထိန်းထားတဲ့ခင်ဗျားတို့ကင်ထားတဲ့ဟာကို KIA ကမဟာမိတ်ဆိုပြီးခင်ဗျားတို့ကိုအနိုင်ကျင့်တာလည်းမရှိဘူးဝင်ချုပ်တာလည်းမရှိဘူးဒီတော့ပြဿနာကခင်ဗျားတို့ကတစ်ချိန်လုံးနေမရှိမြေမရှိနဲ့သူများအမိခိုအောက်မှာနေပြီးတော့အခုကြတော့မှငါတို့အင်အားကြီးတယ်ဆိုပြီးလှုပ်ချင်တိုင်းလှုပ်လို့ရှိရင်ကျွန်တော်ပြောသလိုပေါ့ဖားတုလို့ခယုခုံခင်ဗျားတို့အကုန်ကုန်မှာအဲ့ဒီလို့ခင်ဗျားတို့အကုန်ကုန်ုံနေမဟုတ်ဘူးကျွန်တော်တို့ကအခုဆေးရနာရှင်နဲ့တိုက်နေရတာ စေရနာရှင်ကပျော်တာပေါ့အဓိကခမရတို့ဘာတွေလုံနေလဲဒီနတ်ဖက်ခါကပွပွလင်းလင်းပြောရင်ကချင်တွေနတ်ဖက်ခါကိုကင်ထားတဲ့ဟာကိုပွပွလင်းလင်းပြောကျွန်တော်တို့စီရေးအရာပဲဖြစ်ဖြစ်စီးပွားရေးအရာပဲဖြစ်ဖြစ်ခမရတို့တအံပလောင်တွေလည်းမလိုချင်ဘူး MNDA တွေလည်းမလိုချင်ဘူးရွတ်ဆက်ကလည်းမလိုချင်ဘူး ရှမ်းပြည်တောင်ပိုင်းကလည်းမလို့ကြည့်ဘူးရှမ်းပြည်ဟိုဘယ်လိုပြောမလဲဒီနေရာကတရုတ်ကနေပြီးတော့အက်ဆစ်တွေရောက်လာမယ်ကျွန်တော်ပြောသလိုပေါ့ကချင်မှာလည်းကချင်အနေနဲ့ကအခက်အခဲတွေအများကြီးရှိတယ်ကချင်တိုင်းရင်ကချင်အိမ်တိုင်းမှာဘိန်းစားမရှိတဲ့အိမ်ဆိုတာမရှိသလိုမျိုးနဲ့ကချင်မျိုးနွယ်စုကြီးတစ်ခုလုံးပြောက်မဲ့နီးနီးကိုကချင်တွေကမွေးစေဝါဒံကိုတည်တည်ချာချာခံခဲ့ရတယ်နော် တန်းပလောင်နေအနေနဲ့လေခါငါတို့ကတော့ဘိန်းကြီးနေဖြတ်တယ်လို့ပါလို့ရှောက်ပြီးခင်ဗျားတို့ရှောက်ပြောမနေနဲ့အကုန်လုံးဒီလိုမျိုးဖြစ်ဖို့အတွက်ဆိုတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဘူး MNDAA လက်ဖက်ချောက်ရောင်းနေဆိုပြီးရှောက်ပြောမနေနဲ့ကျွန်တော်ပြောချင်တဲ့ဟာကခင်ဗျားတို့ဟိုကချင်တွေကတော့ဘိန်းမရောက်အောင်ပေါ့ဗျာသူ့မှာကြောက်စိမ့်နှင်းချိတာဟုတ်ကချင်ကဘိန်းရောင်းနေရမလို့သူမှကြောက်စိမ့်နှင်းကြောက်ဟိုကြောက်စိမ့်နှင်းနေရှိတယ်ရွှေတယ်ရှိတယ်ဗားတယ်ရှိတယ်တယံဇာတရှိတော့တယံဇာတရောက်ပြီသူတနောက်ဝယ်တာပေါ့ ်ခမရတို့မှာဘာမှမရှိတဲ့အခါခမရတို့ရအောင်လုပ်ပြီးတော့လုပ်တာပေါ့နားလည်ပြီးတယ်ကျွန်တော်ပြောတာသို့တော့ခမရတို့ကိုယ်တိုင်လည်းတည်တည်ချာချာသိဖို့လိုတယ်ခမရတို့ကအခုအချိန်အနေမှာပုပ္ပွေလေးလေးပြောရင်တည့်ချက်ပြည်သူလူထုကိုယ့်ကိုချစ်ခင်အောင် နေရမယ်တာဝန်မဟာမိတ်တွေနဲ့တည့်အောင်နေရမယ်တာဝန်ဒါကတော့ခေါင်းဆောင်တွေအပေါ်မှာပဲမူတည်တယ်အောက်ချိန်အောက်ချိန်ဆိုပြီးတော့တစ်ချိန်လုံးပြောနေလို့မရဘူး ခမရတို့ဒီနှစ်ဖွဲ့ထဲမှာတောင်မှခမရတို့သေချာကြည့်ရခိုင်လည်းခမရတို့သုံးဖွဲ့ပေါ့ဗျာရခိုင်လည်းခမရတို့နဲ့အတူတူပဲသို့တော့အခုရခိုင်ကမဟာမိတ်တွေနဲ့မတည့်တည့်အောင်ပေါင်းရတယ်ဘာဖြစ်လို့လဲရခိုင်ရဲ့နောက်ကျောမှာရန်သူရှိတယ်ရရခိုင်နေသိတယ်ရခိုင်ရဲ့နောက်ကျောမှာရန်သူရှိတယ်ဆိုပြီးရခိုင်တွေတွေ့တဲ့အခါရခိုင်တွေအကုန်လုံးမဟာမိတ်နဲ့တည့်အောင်ပေါင်း ဒီတော့တန်းပလောင်တွေသင်ချာစဉ်းစားဖို့လိုတယ်ခမားတို့ကိုကျွန်တော်တကယ်လေးစားတယ်နော်ဘာမှ2ယောက်3ယောက်ထဲကကတော့ပါပဲဖို့ပင်လေးပြော2ယောက်3ယောက်ရှိတဲ့ထဲကနေပြီးတော့ခမားတို့တွေဒီလုံမျိုးအင်းအား3 4000ရှိအောင်နော်ခမားတို့သူများတွေ3 4000ပြောရင်ဗျာကျွန်တော်3 4000တောင်ပေးတယ်ခမားတို့ဖြစ်အောင်လုပ်တဲ့ကိစ္စသို့တော့ခမားတို့နေတဲ့နည်းမြေတွေအကုန်လုံးကကုတ်ခါတန်းပလောင်နဲ့တခြားလူမျိုးစုနဲ့ဘယ်ဟာပိုများလဲကိုယ့်အကိုစဉ်းစားကြည့် ခမည်းတော်ချက်အောင်နေရင်တော့မှခမည်းတော်ကိုမကြိုက်တဲ့လူဟာရှိသေးတယ်နောက်တစ်ချက်ကအဲ့တန်းဘလောက်မှာကုတ်ခိုင်မှာရှိနေတဲ့ဥတီခွန်မြတ်တို့ဒါပြည်သူစစ်အဖွဲ့ပဲဖြစ်ဖြစ်နောက်ဒီဟိုကောင်းခဘက်မှာရှိတဲ့အဖွဲ့တွေပဲဖြစ်ဖြစ်အဲ့ဒီအဖွဲ့တွေအကုန်လုံးကလည်းပြုပြလင်းလင်းပြောခမည်းတော်ဘယ်နေရာမောင်းထုတ်မလဲကွန်မြူနတီလို့မောင်းထုတ်လို့မရဘူးနော်ကွန်မြူနတီလို့ခမည်းတော်မောင်းထုတ်လို့မရဘူးနော်ဝါတွေလုတ်တယ်လို့ဝါတွေကကွန်မြူနတီကိုမောင်းထုတ်လိုက်တယ်မင်းတို့ဒိုးပြီတော့ငါတို့အာနာသိမ့်တယ် ခမရတို့တန်းဘလောင်ခမရတို့ဘယ်နေရာအာနာသိမ့်မှလဲအိမ်မှာကချင်ရငကိုတွေရရှိခဲ့တာရှမ်းနေရငကိုတွေရရှိခဲ့တာဒီကြားထဲမှာမှခမရတို့ ਨੇ အတူတူတွဲတိုက်တဲ့ PDF တွေကိုခမရတို့ဒီလိုမျိုးတွေလောက်တာပြုတ်တာတွေဖြစ်လာတဲ့အခါကြားလာလို့ရှိရင်ခမရတို့ဘယ်လိုပြောမလဲဆိုတော့အခိုက်အတန့်ရလိမ့်မယ်အခိုက်အတန့်ရလိမ့်မယ် အကုန်လုံးကဆေယနာရှင်ကိုတိုက်နေတယ်တိုက်နေတယ်တိုက်နေတယ်ဆိုတဲ့အခါအခိုက်အတန့်ရလိမ့်မယ်ဒါအခုခမားတို့ကပြောနေတာနော်အာကချင်းကချင်းကချင်းဒါကချင်းကိုကျွန်တော်တို့ကကချင်းဘက်ကလိုက်ပြောနေရလဲမဟုတ်ဘူးကချင်းကချင်းမလုံးနဲ့ကချင်းနေမဟာမိတ်တွေနဲ့အခုအဆင်ပြေအောင်နေတယ်ကချင်းထဲမှာလဲမဟာမိတ်နဲ့ပြေတယ်ဆိုပေမဲ့ဟိုကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူလည်းရှိတာပေါ့ဗျာ ငါတို့တန်ဘလောက်နဲ့မှလည်းကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်ဆိုပေမဲ့ခမရတို့အခုလောက်တာတော်ကြကြလို့ရှိရင်ကျောင်းတွေမှာတန်တန်ဘလောက်စာမတင်ရလို့ရှိလို့ရှိရင်ဒီကျောင်းတွေပိတ်မယ်ခမရတို့လုတ်ပြန်အောင်ဒါကျွန်တော်အခုပြောနေတာမဟာမိတ်တွေမှပြောတာမဟုတ်ဘူးနော်တန်ဘလောက်စစ်သားတွေကဟာဒီမှမင်းတို့ဗမာကျောင်းဆိုလည်းပိတ်မယ်အကျောင်းမတည့်ရဘူးလုတ်ခမရတို့တည်တည်ချာချာစဉ်းစားပေါ့တည်တည်ချာချာစဉ်းစား ဝါကိုလိုက်မတူနဲ့ကျွန်တော်ပြောတာရှင်းရှင်းလေးဝါကသူ့နယ်မြေမှာသူနေတယ်သူ့ကိုလာအုပ်ချုပ်တဲ့လူကိုသူမောင်းထုတ်လို့ရတယ်အဲ့ဒီလူတွေအကုန်လုံးကဗမာပြည်ကလာတာအခုလဲ MNDAA ကတရုတ်ကဖိအားပေးတယ်ဆို PDF တွေမနေရဘူးဆို PDF တွေကိုမောင်းထုတ်လို့ရတယ် PDF တွေအခု MNDAA မှာဟို uniform ကပြောင်းပြောင်းရင်ပြောင်းမယ်လေ MNDAA ကနေပြီးတော့မင်းတို့ PDF တွေပေါ့ အကုန်မောင်းထုတ်လိုက်ဆိုမောင်းထုတ် PDF တွေထွက်ပေးရတာပဲနားလေခင်ဗျားတို့တန်အန်းဘလောင်နေရှမ်းလက်နက်ကရင်ဖွဲ့တယ်ခင်ဗျားတို့ဘလို့မောင်းထုတ်မလဲဥတီခွန်မြတ်တို့ဆိုတာခင်ဗျားတို့တန်အန်းဘလောင်နေမရှိခင်နေရဥတီခွန်မြတ်တို့ကအောင်မစော်ပွားမျိုးနဲ့တောက်လျှောက်ရှိနေတာဥတီခွန်မြတ်တို့ဘလို့မောင်းထုတ်မလဲအဲ့ဒါကချင်မျိုးနွယ်တွေဒီတော့တန်အန်းဘလောင်နေတေချာစဉ်းစားနော် ခမရတို့မြို့အစ်စ်တီမယ်ဆိုရင်တီလိုက်ကျွန်တော်ပြောတာခမရတို့နေခဲ့တဲ့တောင်တွေတောတွေတောင်တွေရှိတဲ့ဟာမှာနေပြီးတော်လိုမျိုးကြီးပေါ့အဲ့လိုမျိုးလုံလုံမယ်ဆိုလုံလိုက်အဲ့ဒီလိုမဟုတ်ရင်လူမျိုးပေါင်းစုံ နေတဲ့နေရာလူမျိုးပေါင်းစုံနေတဲ့မြို့တွေမှာခမရတို့ပြည်သူလူထုချက်အောင် နေဖို့အရေးကြီးတယ်ပြည်သူလူထုနဲ့မဟာမိတ်ကြီးနဲ့အဆင်ပြေအောင်နေဖို့အရေးကြီးတယ်အဲ့တော့ပြောတာလဲကြာပါပြီခမရတို့လည်းကိုယ့်အခြေအနေတွေလည်းကိုသိမှာပေါ့သူများတွေလို့လည်းခမရခမရတို့ကျွန်တော်တို့အပြစ်ပြောတာမဟုတ်ဘူး ဟာကချင်တွေကတယံဇာတရှိလို့တယံဇာတရောင်းပြီးတော့သူ့တက်ကြီးကိုထောင်းတယ်ငါတို့ကဘာမှမရှိလို့ရှိမရှိရှိတဲ့ဟာရှာပြီးတော့ငါတို့ကလုပ်တယ်နားလဲပြီးတယ်ဒါပေမဲ့ကချင်တွေဘက်ကအကြောက်တရားကိုလည်းသေသေးချာချာစဉ်းစားဖို့လိုတယ်ခင်ဗျားတို့ကခင်ဗျားတို့မွေးစီပါအကုန်ရောင်းတယ်โอเคပြဿနာမရှိဘူးဒါပေမဲ့ကချင်တွေမှာစစ်တပ်ကလုံလို့လဲကချင်အကုန်လုံးကဘိန်းစားတွေဖြစ်သွားပြီကချင်အိမ်တိုင်းမှာကချင်ကချင်ကချင်အိမ်တိုင်းမှာဘိန်းစားရှိတဲ့အိမ်ကြီးပဲ ဒီတော့ကချင်နေရမွေးရေဆေးဝါးကိုတားကြောက်တယ်ကချင်နေမှာကအကြောက်တရားတွေဖြစ်နေမွေးရေဆေးဝါးလည်းကြောက်ရတော့ကြားပြန်လည်းကြောက်ရဒါပေမဲ့ကချင်နေအခုချိန်ထိလက်လွန်ခြေလွန်တုံ့ပြန်တာဘာတစ်ခုမှမရှိသေးဘူးအဲ့လိုမဖြစ်တဲ့အချိန်မှာတီအန်နယ်လေးတန်းပလောင်နေအနေနဲ့တည်တည်ချာချာစဉ်းစားဟာဝါတွေကကွန်ဖက်ဒရိတ်လိုတိုင်းငါတို့ကကွန်ဖက်ဒရိတ်ယူမယ်ခမတို့လုံးလို့မရဘူး ရခိုင်နဲ့ခမရတို့နဲ့မတူဘူးရခိုင်ကကွန်ဖက်ဒရိတ်လိုချင်တယ်ဆိုသူ့ဒေသမှာသူလှုပ်လို့ရတယ်ရခိုင်တခုတမျိုးတည်းပဲနေတာလေခမရတို့ကဘလို့သွားလှုပ်မလဲခမရတို့တစ်ချိန်လုံးသူများလက်အောက်မှာနေလာရတဲ့အနေအထားခမရတို့မှာဟိုကိုရွာကိုပိုင်နေဟာခမရတို့ကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့ခမရတို့အနေနဲ့ခမရတို့ပိုင်နေတောင်းနေတော်တွေကိုခမရတို့ကခမရတို့နေပြီးတော်လို့မြို့သစ်လှုပ်ပြီးတော့ငါတို့တအားပလောက်ဆိုပြီးတော့လှုပ်နိုင်ရင်လှုပ်အဲ့လိုမလှုပ်နိုင်ဘူးဆိုရင် ပြည်သူလူထုနဲ့ချစ်ခင်အောင်နေမဟာမိတ်တွေနဲ့တင်းတင်းအောင်နေဒီလောက်ပြောရင်းနဲ့ပဲဝတူလို့ရတော့ဝတူပြီးတအန်းခုံလို့တော့မရဘူးတအန်းနေသေးသေးချာချာစဉ်းစားပါတအန်းနေသေးသေးချာချာတွေးခေါ်ပါတအန်းနေသေးသေးချာချာအမျော်အမြင်ကြီးပါတအန်းနေမဟာမိတ်တွေနဲ့ပြည့်လဲအောင်နေပါတအန်းနေဆက်အနာရှင်ကိုပို့ပြီးတော့တိုက်နိုင်ပါစေဆူတော်ရင်လည်းကျွန်တော်ဒီ live ကိုဒီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြောတာဆိုတာတအန်းဘလောင်လေးအပေါ်မှာเนาะဟုတ် နှိမ်တယ်လို့ပြုတ်တယ်လို့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တောင်းပန်ပါတယ်တန်းပလောင်တွေအပေါ်မှာလည်းကျွန်တော်တကယ်ချီးကျူးပါတယ်အောက်ခြေရနေပြီးတော့ဒီလိုတက်လာတဲ့ဟာအလုံးပဲချစ်ချစ်ခင်ခင်နဲ့ဆရာနာရှင်စနစ်ကိုဆက်ပြီးတော့တိုက်နိုင်ကြပါစေပြောရရင်ကျွန်တော်ဒီ live ကိုညီကုန်းချုပ်ပါတယ်ကျွန်တော် YouTube မှာတင်ပေးထားပါမယ်အလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းထပ်ပြီးတော့တွေ့ကြသေးတာပေါ့